တခါတည်းမှာလူတွေရဲ့အလုပ်တွေဟာအများကြီးအဟန့်အတားဖြစ်တယ်။စိတ်သက်ကြောင်းလန့်မှုတွေဖြစ်ပေါ်လာတယ်။ dobara ra နောက်တော့ဘလို့မှဆက်မရတော့ဘူး။သဘောတူညီချက်ထားရှိပြီးတဲ့နောက်ပိုင်းမှာမှသဘောတူရင်းနဲ့ပဲ ဒီလိုကြောင်းလန့်မှုပြက်စီးသွားတယ်။စီတွေကပြောကြတယ်။အဲကျွန်တော်တို့ရဲ့လုပ်ငန်းတွေကမတိုးတက်ဘူးဖြစ်နေတယ်။လုံရင်းနဲ့စူးစမ်းရင်းနဲ့တိုင်ပတ်နေတယ်ပေါ့။တခါပြန်ပြီးတော့အမလီယတ်ဆရာတွေတာဝစ်ဆရာတွေရဲ့လက်ထဲကိုသွားကြတယ်။ဒါကြောင့်တချို့သောသူတွေဟာငွေရှာခြင်းတဲ့အပေါ်မှာဒီစကားပြောလိုက်တဲ့ဗိုက်ခမားရဲ့လုပ်ငန်းကိုတော့ဘသူကတော့တိုက်ထားပြီ။သူကရိုးရိုးလေးပဲအဖြေပေးလိုက်တာပါဗိုက်ခမားရဲ့ရူစီကိုတော့ဘသူကတော့ပိတ်ထားလိုက်ပြီ။ခမားရဲ့ကြောင်းလန့်မှုပြက်စီးသွားအောင်ဘသူကတော့တိုက်ထားတယ်။ ျွန်တော်တို့အဲ့ဒါကိုယကင်ဖြစ်သွားတယ်ယုံသွားတယ်အလန်ကတူတယောက်ကိုတခုခုပေးဖို့ဆုံးဖြတ်လိုက်ရင်ဘသူကတားလို့ရမှာလဲဘာကြောင့်များလူတယောက်ကိုခူတာတိတိလေးလှုပ်ချင်ကြတာလဲဘသူမှဘသူရဲ့ရိုးစီကိုပိတ်လို့မရဘူးစီးပွားပြအောင်လည်းလှုပ်လို့မရပါဘူးဘသူမှဘသူရဲ့အိမ်တော်ကြီးစိတ်ဆက်ကြောင်းလမ်းမှုပျက်စီးသွားအောင်လည်းတားလို့မရပါဘူးကျွန်တော်တို့မှအလန်တပါးတည်းရှိတာပါအဲ့ဒီအရှင်ရဲ့လှုပ်ပိုင်ခွင့်ညဘလူးမှဝင်ရောက်ဆွတ်ဖတ်လို့မရပါဘူးဒါကြောင့်အကီတာလည်းပျက်စီးကုန်နဲ့အမလ်ကလည်းပျက်စီးသွားတယ်ကျွန်တော်ရိုးရိုးသားသားပြောတာပါ တမန်မြတ်ဆလလာဟူအလိဝဆလမ်တချို့သောအဆိုအမိန့်နဲ့တင်ပြပေးပါတယ်။အဲဒီအရာတွေကိုအမလုပ်မယ်ဆိုလို့ရှိရင်အမလီယာတမားဒီပါအသက်ပြောက်ကုန်။မြောင်များစွာသောအမျိုးသမီးတွေကမေးကြတယ်ဟိုမိမိနဲ့လက်တွဲဖို့ကောင်းကောင်းရဖို့အတွက်။တချို့ကြိုးစားတယ်ကိုယ့်ရဲ့သားသမီးအလုပ်ကောင်းကောင်းရတော့မိမိတို့ရဲ့ဗီဇာကိစ္စအဆင်ပြေဖို့တခြားလုပ်ငန်းဆောင်တာတွေအဆင်ပြေသွားဖို့အတွက်။ဘိုင်းနားထောင်မှာပိတ်ဆို့နေတဲ့အလုပ်တွေအားလုံးအဆင်ပြေသွားဖို့အတွက်တမန်မြတ်ဆလလာဟူအလိဆလမ်ရဲ့ဘာရကတ်ချီတဲ့နှုတ်တော်ကနေအမိန့်ရှိတာ။ အဘူဒါဝတ်ကျမ်းထဲမှာဆင့်ပြန်ထားပါတယ်။တမန်တော်မြတ်ဆလ္လာလာလိဆလမ်အမိရှိတော်မူပါတယ်။အချိန်မိုမင်ဟာမနက်ညနေခင်းမှာခုနှစ်ချိန်တိတိဒီဒူအာကိုဖတ်မယ်ဆိုရင်အလရှင်မက်ကသူ့ရဲ့မပြည့်စုံသေးတဲ့အလုပ်တွေအားလုံးပြည့်စုံအောင်မြင်မှုအလချီးမြှင့်ပေးမယ်။ဘာကံပါလဲ။ဟစမီအလ္လာဟူလာအီလာဟီအလ္လာဟူအလေးဟီတဝက္ကလ်တူဝဟူဝရဘ်ဘူလ်အာရှ်လ်အာဇီမ်